ဒီနေ့ကတော့ giant ဖြစ်ပါတယ် giant 0မှာရောက်နေတာဖြစ်ပါတယ်ကျွန်တော်အနောက်မှာ bane တကယ်အလန်းအလန်းလန်းနေပြီပဲပေါ့နော်ကဲဆိုတော့ဒီမှာဒါကျွန်တော်ရဲ့ဒါကိုပြောပြောနေရဆိုတာအိမ်မက်ကြီးဆိုတာတကယ်ကျွန်တော်ရဲ့အိမ်မက်ကြီးခုတော့မျက်စိရှိရောက်လာပြီပေါ့နော်ဒါ DR V4 ပေါ့နော်တကယ် less giant ကြီးပေါ့နော်ကျွန်တော်အမဲအောင်မိုက်တယ်ပြီးတော့ဒီဒီဘေးက street fighter ကတော့ဒါကတော့ကျွန်တော် video ထဲမှာလည်းပါဘူးတယ်ဒါပေမဲ့ဒီကောင်ကလုံးဝပို့ပြီးတော့ကြမ်းသွားတယ်ပေါ့နော် SP2 ကိုမှတော့အိမ်စိုးကိုလည်းပြောင်းလာတယ်အိမ်စိုးကြီးကတော့350တန်တယ်လို့ပြောပါတယ် အစ်စ်ပေါ့နော်โอเคဆိုတော့ဒီဘေးမှာသူ့ရဲ့ပြိုင်ဘက်တကဘာလုံးမှာအဲ့ဒီ naked ထဲမှာသူ့ရဲ့ဒီနစီရပြိုင်ဘက်ပဲအဲ့ဒါကျန်တဲ့ naked လည်းမရှိတော့ဘူး Kawasaki ZH2 တော့ရှိရဲဒါပေမဲ့အဲ့ကောင်ကဒီမှာတစည်းတော့ရှိရဲဟုတ်တယ်ဒါပေမဲ့ထားမှာတော့အဲ့ဒါကြီးကတင်မှာ super charger ကြီးနေဆိုတော့ဒီနှစ်ကောင်ကတကယ် ND ထဲမှာအကျန်းဆုံးပဲโอเคဆိုအဟိုဘက်ကနစီရတော့ဒါဗီရဲမှာပါပြီးသားပေါ့နော်ဒါတူကတီမို့လို့ဒါသူကဒီမှာရက်တော့ဒါကတော့ထားပါတော့ဒါကပြုတ်ပြီးသားလေโอเค ကဲโอเคဒါအဲ့တော့တော့အင်ကြီးမိုက်လာအခုဒီအင်ကြီးဒီအင်ကြီးဝယ်ပြီးတော့ဒီအကြီးစီးလာတာပေါ့နော်တော့ဒီအရောင်ကွက်တိပဲဆိုတော့ဒါတော့ hex funner northern 901ပေါ့နော်901ဆိုတော့သူ့ရဲ့ engine to frame to swing arm တွေလည်းတူအကုန်လုံးဒီဟာတူတဲ့ဟာတော့ဒီမှာ ဒါတော့ KTM 690 rally ပေါ့နော် rally ကဲတော့ဒီကောင်ဒီကောင်နှလုံးကတကယ်ကိုဒီနှစ်ခုနဲ့ကိုရှင်ပြီးတော့ဗီဒီယိုတစ်ပုဒ်တက်တက်ရိုက်လို့ရတယ်အဲ့လောက်ကိုဟိုပါဖြစ်တယ်ဘာလဲ890ပဲအာ parallel twin နေရင်းကောင်ရ103 104လောက်ထွက်တယ်ပေါ့နော်ဆိုတော့ဒီဟာက on road off road တော်တော်အဆင်ပြေတယ်နော်အခုမောင်းလာတာပေါ့ on road off road အဆင်ပြေဒီကောင်ကတော့လုံးဝ off road ကိုမှတကယ် mean off road ကျွန်တော်က KTM 1000 super adventure လေး1290 အာရှိရလေ Super Avenger အာအဲ့မှာအဲ့ဒါကျွန်တော်ခွာဦးတယ်အဲ့ကောင်ကဒီလောက်မမြင်ဒီကောင်ကပုံမြင်တယ်ဒီ rally ရ Okay ဆိုတော့ get ဘီအရောဒါကျွန်တော်လောလောဝယ်ထားတဲ့ကျွန်တော်အင်ဂျင်နီယာသိလိုက်မယ်မထင်ဟိုကောင်ကပူလိုက်ဆိုတော့ versus တထောင်ပေါ့နော်နောက်စကို legend ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီလောက်တော့ဒါကလည်းဒီမှာတစည်းပဲရှိသေးရပါတော့ဒီရုပ်ပြောင်းကြီးကလေဆိုတော့ဒီ modern နေနေရရှိပါတယ်โอเคအင်ဂျင်ကတော့ Z1000 engine နဲ့ပေါ့နော် ညင်ကောင်ကြီးကတော့120လောက်ထွက်တယ်ဆိုတော့ပြောရင်တော့ဒီဘေးက R6 တို့နဲ့ညင်ကောင်ကြီးကတော့အတူတူလောက်ပဲဒါပေမဲ့ talk ကြတော့ပိုကောင်းတာပေါ့နော် okay ဒါတော့ R6 R6 ကတော့ထားပါတော့ R6 နဲ့ C ကတော့ထားပါတော့ပေါ့နော် okay အဲ့တော့အဲ့တော့အခုတကယ်အိအိဇောသူ့အိဇောကိုကျွန်တော်ပြင်နည်းနည်းလေးပြပါမယ်အဲ့တော့ဒီမှာက SP2 ကတော့ဘာတွေကွာဝါလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့အခုကြည့်ရတော့တိုင်ကြီးက aluminum brush ဖြစ်တယ် carbon wheels ဖြစ်တယ်အာဒီဒီအရော exhaust တော့လဲလိုက်တာပေါ့နော် dry clutch ကတော့သူကသူပါပြီးသားလားမသိဘူး SP2 မှာပါပြီးသားတယ်နော်ဟုတ်တယ်ပါပြီးသား okay ဟော not 91အဲ့အဲ့ကောင်ကတကယ်အခုဒီနစီကဘာတွေတူလဲဆိုတော့ကျွန်တော်ပြမယ် swing arm ကြီးကြီးအတူတူပဲ engine အတူတူပဲ အရင်တူတူပဲပြီးတော့ရှေးဖောက်တော့ကွာတယ်ဟိုကောင်ကတော့ really ဆိုတော့လောက suspension travel ကြီးကပို့ရှေးတယ်အရှေးကြီးပဲဆိုတော့အဲပြီးတော့ဒီ cloud တွေဆိုတူတူပဲဒီ cloud တွေဒီဒီဒီ cloud တွေအကုန်တူတူပဲ um ဒိုင်ကတော့မတူဘူးကွာဒိုင်ကတော့မတူဘူးဗမှန်တောင်တူတူပဲလို့ပဲကျွန်တော်ကြည့်ရဆိုတော့အိတ်ဇောကတော့ဒါပေမဲ့တူ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 တော့မယ်ဟုတ်တယ်ဆိုတော့ဒီနှစ်ခုကတော့ဒါဒီကောင်ကဟို190 event adventure ဆိုကြီးရဒါ really မဟုတ်လို့ adventure ဆိုဒီနှစ်ခုကတော်တော်ကိုတူတယ် ီကောင်ကဒီကောင်ကတော့ off road ကိုပို့ပြီးတော့ဦးစားပေးပါတော့တချို့လူတွေက off road ရမ်းကြိုက်တော့ venture off road ကိုကျန်းသာတာကြောင်ထွင်ပြီးတာပါအဲ့ဒီသဘောပါကြတဲ့ဘိန်းကြီးကတော့ကွာ road on road ဘိန်းကြီး okay ကဲအခုမောင်းနေရတော့ KTM 890 rally ပေါ့နော် rally ဆိုတော့မြင်းမြင်းတကယ်ကထိုင်လိုက်တာဟိုဆီဟိုက်ရလုံးအမြင့်ပဲကျွန်တော်အရက်နဲ့ကျွန်တော်လုံးဝတောက်ကိုဖြုတ်လို့မရဘူးဆိုတော့ဒါဟိုမောင်းပြီးွားပြီးတော့ hex fanando နဲ့9 one ပေါ့နော်တက်လက်စီမောင်းလိုက်တယ်နော် northern video တော့ကျွန်တော်မရိုက်လိုက်ရလို့ တိကောင်းမောင်းတာလမ်းသူကတာယာနဲ့လည်းဆိုင်တာ။တာယာလည်းဒီ Nobi tires တွေပေါ့နော်။အခုလေ off road ဥသားပြီးတာယာရေဆိုကွေးလို့ရှင်တော်တော်ထိန်းရအန်ဒီအများများနဲ့နဲ့ကွေးရတယ်ပေါ့နော်။ဒါကတော့ဒါ on road တက်လေရည်ရွယ်ရတဲ့ကောင်မဟုတ်ဘူးဆိုတော့တည်ရမလား off road ကတော်တော်အဆင်ပြေမဲ့သဘောမှရှိတယ်။ကျွန်တော်တကယ်ကြီး platform မိမိကြီးပေါ်ဆင်းတာ AC ပဲ။ဆိုတော့ Northern 901ကတော့ on road ပေါ်ော off road ပေါ်တော်တော်ကောင်းတယ်ပေါ့နော်။ကွေးတွေမှာလည်းတကယ် reason နဲ့ရှင်ကွေးလို့ရတယ်။ တကယ်ကိုတကယ် off road မှာ off road စဉ်းစားမယ်ဆိုရင်တော့ဒီ UC နဲ့ A90 rally ရောပိုကောင်းတယ်ပေါ့နော်အဲ့ဒီ rally ကိုအခုကျွန်တော်လမ်းလမ်းပေါ်မှာမောင်းနေရတော့ဒါတော်တော်ရမ်းနေခါတယ်ပေါ့တော်တော်ကြီးထိမ်းမောင်းနေရမြန်တာတော့မြန်တယ်ဒါပေမဲ့အဲ့လိုထိမ်းမောင်းနေရတော့မစကီးတော်တော်ရှိမှရမယ်ဒါပေမဲ့ hex one night one on road off road တော့မစမ်းသေးဘူး on road တော့တော်တော်မိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ရတကယ်အရင်ကြိုက်နေတာဒီမှာတကယ်ကို luxury ပေါ့နော်တကယ် diaver v4 ဖြစ်သွားတော့ဒီဒိုင်ဝက်ကလည်းအခုအရှေ့1260ထက်နည်းပိုကြီးသွားတယ်ခလုတ်တွေကတော့တူတူပဲရှိသေးတယ်ပေါ့နော်ခလုတ်ကတော့ဟိုဟာဖြစ်သေးတယ်အဲထုံးစံတိုင်းမဲ့အိတ်စောကမှာအိတ်စောဒီဇိုင်းကအဲ့ဒါကြီးကွာတော့ပေါ့နော်တကယ် luxury feeling ကိုပေးတယ်ပြီးတော့အရှေ့မီလုံးကလည်းအာဘယ်လိုပြောမလဲအပြင်မှာအသေးစားကြည့်ရင်တော့ပို့ပြီးတော့အနူးစိတ်ဖြစ်တယ်အရင်1260မီလုံးကိုကျွန်တော်အရန်ကြိုက်ခဲ့တယ်ဒါပေမဲ့ဒီမီလုံးတွေ့ပြီးတော့အရှေ့မော်တွေကနည်းနည်းအောက်တဲ့ feeling ကရောက်ရောက်သွားတာပေါ့နော်အဲ့လိုပဲဆို တကယ်မီးလုံးကတော်တော်မိုက်တယ်ဒီကောင်ဈေးကအခုတထောင်ကျော်တယ်ပေါ့နော်ဘင်းကလည်းအသေးကြီးရှိသေးတယ်ဆိုတော့ဈေးကတော့တထောင်ကျော်တယ်ဆိုတော့ဒါတော့ဟိုပြောရရင်ဆိုင်ကယ်ဈေးတွေကကျွန်တော်သိတော့မသေးကြဘူးတော်တော်ကျွန်တော်သေးကြတူပါတယ်ဟောဒီကောင်တထောင်ကျော်တယ်ကျွန်တော်ဟိုဘင်းကဟိုနော်အခုက model တွေကလည်း credit ကိုရုပ်ကလည်းသိမပြောင်းကြသေးဘူးဆိုတော့အာဘင်းတင်တော့ဈေးကြီးရတယ်ဒါပေမဲ့နည်းနည်းစီးပြီးသား၃လေးနှစ်စီးပြီးသားဆိုရင်တော့လည်းဈေးကနည်းနည်းသွားတာပေါ့နော်အဲ့လိုပါကဲတော့ဒီနေ့ကတော့ဂျာရဲဖြစ်ပါတယ်ဘယ်သူမှမရှိပါဘူး ကျွန်တော်အခုပြပါမယ်ဘယ်သူမှမရှိဘူးတသားလို့ရှိပါတယ်တသားလို့ပါပါဟာတသားလို့ရှိတယ်ကဲတော့စောစောလာတယ်စောစောပြန်မယ်ဗီဒီယိုတိတ်ပြီး edit လုပ်စရာမလိုအောင်ရိုက်ထားတယ်ပြီးရင်တင်မယ်ကဲ okay ဒါပါပဲတရနေကြတယ်မှာတော့နေကြတယ်မှာအကျန်းဆုံးနေဟာအကျန်းနေကြတယ်မှာအကျန်းဆုံးနေရတာ ဒါတော့ဒါတော့လုံးဝအရင်နဲ့ရက်ရှိရုံရက်ရှိရုံကတော့နောက်ရဆုံးအရင်နဲ့တိုင်းပြီးတော့ထုတ်ထားတဲ့ဆိုင်ကယ်ပေါ့နော်အာဒီဆိုင်ကယ်ကတော့ဇာတာရုံဆိုင်ကယ်ဒီဘက်ရောက်နေတယ်ဆိုင်ကယ်ထောင်လိုက်ပြီဆိုရင်ဒါအရင်နဲ့ကွတိပဲတုံးတုံးရောက်လို့ကလည်းအရက်ကအတူတူပဲငါမြင်နေလေးနည်းနည်းအကခွာပြပါလားနဲ့။ပြန်ခွာလို့ရှိရင်အဲခွာပြီးတော့တောက်ဖြုတ်ပြရမှာနော်။ ပြီဒါပြောပြခွာပြီတော့ပြောပြမှာလုံးဝမစင်စားဘူးဒီဘေးကစင်စားဘူးအပေါ်ထဲမှာ